မြန်မာနိုင်ငံမှာပြီးခဲ့တဲ့တစ်ပတ်အတွင်း COVID-19 ရောဂါတက်ခွဲအတီးပြူလူနာသစ်29ရောက်တွေ့ရပြီးရှေ့တစ်ပတ်ကထပ်ရော့သွားပြီးတော့ထပ်ဆောင် COVID ကာကွယ်ဆေးထိုးပေးမယ်လို့စစ်ကောင်စီကျန်းမာရေးဌာနကထုတ်ပြန်လိုက်ပါတယ်။ဇွန်လ15ရက်ည7:00နာရီကနေဇွန်လ22ရက်ည7:00နာရီအထိတစ်ပတ်အတွင်းလူပေါင်း2199ရောက်ကိုစစ်ဆေးခဲ့ရမှာ COVID-19 ရောဂါတက်ခွဲအတီးပြူလူနာသစ်29ရောက်တွေ့ရတာကြောင့်ပိုးတွေ့ရာနှုန်းကတိတိကျကျ3နှစ်ဖြစ်တယ်လို့ဇွန်လ23ရက်ညမှာထုတ်ပြန်ပါတယ်။ လူနာတွေ့ရတာကတော့ရန်ကုန်တကုံမြို့သစ်မြောက်ပိုင်းမှာ၃ရောက်ထန်းတပင်မှော်ပြီးလှိုင်သာယာတကုံမြို့သစ်တောင်ပိုင်းမြောက်ကလာနယ်ရန်ကင်းမှာ၁ရောက်စီမန္တလေးမဟာအောင်မြေမှာ၆ရောက်မကွေးတိုင်းကံကောမှာ၄ရောက်မင်းလာမှာ၁ရောက်ရှမ်းပြည်နယ်တောင်ကြီးမှာ၃ရောက်ကျိုင်းနုံမှာ၂ရောက်ဖြစ်တယ်လို့ယောဂကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနကဒီမနက်မှာထုတ်ပြန်လာပါတယ်။ဒီလူနာတွေထဲမှာပြင်းထန်လူနာအထူးကျက်မှတ်ကုသပေးရတဲ့လူနာနဲ့ COVID-19 ယောဂနဲ့သေဆုံးလူနာမရှိဘူးလို့ဆိုပါတယ်။ မြန်မာနိုင်ငံမှာကိုဗစ်ရောဂါစားဖြစ်ချိန်ကနေ2025ခုနှစ်ဇွန်လ10ရက်အထိပိုးတွေ့သူစုစုပေါင်း634368ရောက်သေဆုံးသူစုစုပေါင်း19464ရောက်ရှိခဲ့တယ်လို့လည်းကျန်းမာရေးဌာနရဲ့အချက်အလက်တွေအရသိရပါတယ်ရှင်။